မင်္ဂလာပါအေးမြတ်မြတ်ဖြစ်ပါတယ်ဒီနေ့တော့ vowel sounds တွေအကြောင်းလေ့လာကြမယ်နော်မြန်မာစကားလုံးတွေထဲမှာဆိုရင်အမျိုးအစားဖြင့်ပြောမယ်ဆိုရင် consonants လို့ခေါ်တဲ့ဂျီတွေ vowel လို့ခေါ်တဲ့တရတွေနဲ့အတန်အနှိမ့်အမြုံပြတဲ့တုံးဆိုပြီးတော့သုံးမျိုးလေ့လာမှာဖြစ်ပါတယ်အခုမြင်ရတဲ့ဥပမာစာကြောင်းထဲမှာ don't know ဆိုလို့ရှိရင် မသိဘူးလို့ပြောပါတယ်နော် မသိဘူးတဲ့မှာအနီရောင်နဲ့ red color လေးကတော့ တရတွေကိုပြထားတာပါ vowel ပြထားတာပါဒီမှာရှိတဲ့အပြာရောင်အဆက်ကလေးတွေပေါ့နော် dot လေးတွေကတော့အတန်ကိုပြထားတာပါ boo ဆိုရင်တော့ဒါအတန်မြင့်သွားတယ်ပေါ့နော်တုံက height ဖြစ်သွားတယ် ti မ ti boo ti 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 ဆိုပြီးသူ့မှာသုံးသုံးသန်ရှိတယ် boo 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 ဆိုပြီးသုံးသန်ရှိတယ်ပေါ့နော်အဲ့ဒီအတန်ရဲ့ sign လေးတွေကိုကျွန်မ dot နဲ့ပြထားတာဖြစ်ပါတယ်အဲ့တော့အမေဆိုရင် နေမေတုံးနေမြင်မလို့ရိုးရိုးနော်မေတုံးမေပေါ့နော်ပြီးရင် what ဆိုရင်ဘာလဲဒါတော့ long ဖြစ်သွားပြီเนาะအတန်ရှည်သွားပြီ brother ဆိုရင်ကိုကို please come together ဆိုရင်တူတူလာနော်ဒီမှာတရတွေကိုလေ့လာကြည့်တဲ့အခါမှာ a e i o u ဆိုတဲ့ single vowel တွေလည်းရှိသလိုနှလုံးတွဲဖြစ်တဲ့ e i OU ဆိုတဲ့ vowel နှလုံးပေါ့နော် two vowel လေးတွေလည်းရှိမယ်ပေါ့နော်အဲ့ဒါကို အမျိုးအစားနဲ့ပြောရမယ်ဆိုရင်ဒီမှာက seven vowels လို့ပြောကြပါတယ် vowel ကတရက7တလုံးရှိတယ်လို့ဆိုပေမဲ့အခြေခံအဖြစ်9လုံးကနေစပြီးတော့လေ့လာကြည့်အောင်နော် I E I E A O O U U ဆိုပြီးတော့အစင်တိုင်းဆင်ပါတယ်။အဲ့ဒါကိုပါဇက်မှာအတန်နဲ့ဘယ်လိုပုံစံလဲဆိုပြီးတော့ mouth position နဲ့လေ့လာကြည့်ကြမယ်နော်။နောက်ထောင်ပါဦး။ E A A A O O U လိုက်ဆိုပါနော်။ E A A A O O U အရင်ဆုံး vowel တရား9လုံးကို လေ့လာကြည့်ပါအောင်ကျေးဇူးတင်ပါတယ်